ကင်မရာနဲ့အမီရမှတ်တမ်းတင်ထားမိတဲ့အချိန်ခီးသွားသူများအားလုံးပဲမင်္ဂလာပါဗကန်တင်ထဲမဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်1938ခုနှစ်မှာရဲကူးထားတဲ့ဗီဒီယိုထဲကအမျိုးသမီးတဦးဟာလက်ကင်ဖုန်းပြောနေတယ်လို့ပုံစံပေါက်နေပြီးဒီမှာဆိုရင်1995ခုနှစ်ကိုအချိန်ပြန်သွားပြီးတော့မိုက်တက်ဆန်ထိုးတက်တာကိုသွားကြည့်ခဲ့တယ်လို့မှတ်ယူရတဲ့လူတဦးကိုမြင်ရမှာဖြစ်ပါတယ် ဒါအပြင်မွန်ဂိုလီးယားမှာဆိုရင်နှစ်ပေါင်း1500တက်တန်းရှိတဲ့မမ်မီကို Adidas ဖက်နက်အသစ်နဲ့တက်တန်းတူတဲ့ဖက်နက်စီးတာတွေ့ခဲ့ရပါတယ်။ဒါဒီကတော့ကင်မရာထဲမှာဖမ်းမိခဲ့တဲ့အချိန်ကြီးသွားတွေဖြစ်ပြီးဒီအကြောင်းအရာလေးကိုသိပ္ပံနေကြကြရှင်းပြလို့မရပါဘူး။ဒါဆိုရင်တော့ဒီကနေ့မှာတက်တေမှတ်တမ်းနဲ့တကွတွေ့ခဲ့ရတဲ့အချိန်ကြီးသွားတွေကြောင်းယုတ်တိကြကြလည်လာကြရအောင်ပါ။ Adidas ဖက်နက်စီးထားတဲ့ခင်မီမမ်မီ2016ခုနှစ်မှာမွန်ဂိုလီးယားကရှီယောင်းသုတေသနပညာရှင်အဖွဲ့တွေဘက်က ထူးဆန်းတဲ့ရှာဖွေတွေ့ရှိမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။အဲ့ဒါကတော့အလီတောင်တန်းဒီမှာမြုပ်နှံထားတဲ့နှစ်ပေါင်း1500တက်တန်းရှိတဲ့မမီတစ်ခုပါ။ကန္နာကိုကအန်ဟောစရာကောင်းလောင်ပြီးကောင်းကောင်းထိမ့်သိမ်းထားနိုင်ပြီမြင့်။အင်တာနက်ကိုတကယ်လုခတ်သွားစေခဲ့တာကဖက်နက်တွေပါ။လူဒီကခင်မီ Adidas ဖက်နက်တွေနဲ့တူတယ်လို့တညင်တညွတ်ထက်ပြောခဲ့ကြပါတယ်။အနက်ရောင်စင်းကြောင်းတွေအာကစားဆန်တဲ့ဒီဇိုင်းကိုသတိထားပြီးတော့ကြည့်ကြည့်လိုက်ပါ။ဒီတဲ့ပုံလေး online ပေါ်မှာပေါ်လာပြီးတဲ့နောက်ပိုင်း ဒီကြပေါ့အချင်းကြီးသွားချင်းကြောင်းပြောဆိုမှုတွေစတင်ခဲ့ပါတယ်။တချို့ကစသလိုနောက်သလိုပြောဆိုနေကြပေမဲ့လူအနေငယ်ကတော့အတီပေါကြီးအချင်းကြီးသွားသေးကြကြောင်းအတီးပြထားပါတယ်။ရှေးအောင်သူတေသနပညာရှင်ကတော့ဒါတွေက edits မဟုတ်ဘူးလို့ညင်းဆိုခဲ့ပါတယ်။အစင်းကြောင်းတွေကရိုးရောင်မွန်ဂိုလီးယားချုပ်လုံကြီးရဲ့အစိပ်ပိုင်းဖြစ်ပုံရပြီးဖနဲ့ပုံတန်ကတော့မထင်မဲ့ဖဲနဲ့ထက်တူကြသွားတာပဲလို့ထင်ပါတယ်။သူတေတီတီရဲ့အစိုးရတော့ဒီဖနဲ့ဟာဟောင်းနှဲနေပြီးဖြစ်တာကြောင့်လက်ရှိလူငယ်တွေစီးနေတဲ့ဖနဲ့ပုံစံမျိုးဖြစ်နေမြေရောက်နေမိကြတာပါတဲ့။ကဲပရိသတ်ကရောဘလို့ထင်ပါလဲ။ အချိန်ခရီးသွားပြီးမိုက်တန်ဆန်လက်ဝဲထူတာကိုကိုယ်တိုင်သွားကြည့်သူဒါကတော့မိုက်တန်ဆန်မျက်နှာမှာတက်တူမထိုးခင်ကပုံစံပါဒါကသူ့ရဲ့1995ခုနှစ်ပီတာမက်နီလီနဲ့လက်ဝဲပွဲကရုပ်ပေါ်မှာဒါပေမဲ့ကွင်းပြင်နားမှာထိုင်နေတဲ့လူတယောက်ကို zoom လုပ်ကြည့်တဲ့အခါမှာတခုခုထူးဆန်းနေရတွေ့ရပါတယ်တစုံတစ်ယောက်ကစမတ်ဖုန်းနဲ့တူတဲ့အရာကို download ရိုက်ကူးနေတယ်လို့ပုံစံပေါက်နေပါတယ်ထူးဆန်းတဲ့ချက်ကတော့အဲ့ဒီပွဲဟာ1995ခုနှစ်မှာဖြစ်နေလို့ပါအဲ့ဒီလိုဖုန်းတွေကအဲ့ဒီတုန်းကမရှိပါဘူးပထမဆုံးစမတ်ဖုန်းတွေကနှစ်ပေါင်းများစွာဝေးနေသေးပြီး ဗီဒီယိုကင်မရာပါတဲ့ဖုန်းတွေဆိုရင်ဝေးပါသေးတယ်ဒါပေမဲ့ဒီလူကပါလာပြီးစတုကန်ပုံအရာတခုကိုကင်ထားတာရှင်းပါတယ်အလေးရောက်တဲမှာမမ်ဘလူးတခုတော်မှတောက်ပနေတာမြင်ရပြီးလှုပ်ရှားမှုကိုဖမ်းယူနေတယ်လို့ပါဒါဆိုရင်ပါလေဒီချိုးကတော့ကမ်ကော်တာလို့ခေါ်ကြပါတယ်ဒါပေမဲ့60ပြည့်လို့နှစ်အလေးပိုင်းကကမ်ကော်တာတွေကကြီးမားပြီးတော့ဖုန်းလိုလည်းကင်လို့မရပါဘူးဒီချိုးကတော့ prototype ဖြစ်နိုင်တယ်လို့လည်းပြောကြပါတယ်ဒါပေမဲ့ဖြစ်နေဆုံးအဖြစ်က Jake Paul နဲ့တို့တက်မှုကြောင့်အရင်စိတ်ဆင်းရဲနေတဲ့သူတယောက်ကသူ့ရဲ့ဆရာထက်တက်မှုနဲ့အချိန်ဆက်ကိုဖန်တီးနိုင်ပြီး မန္တန်ဆိုင်ကိုမြင်ဖို့60ပြည့်လို့နေ့ဒီအလဲပိုင်းကိုပြန်သွားပြီးတော့တုံးခဲ့တာမျိုးပါကဲဘလို့ပဲဖြစ်ဖြစ်ပါတင်းအချိန်ပြန်သွားမယ်ဆိုရင်တော့တင်းရဲ့လက်ကင်ဖုန်းကိုထားခဲ့မှာမဟုတ်ပါဘူးဖုန်းကင်ထားတဲ့မျိုးသမီးဒီတစ်ခုကတော့1938ခုနှစ်ကဗီဒီယိုကနေရတာပါနေရွနာလက်ထောက်ထားတဲ့မျိုးသမီးကိုကြည့်လိုက်ပါတစ်ခုခုတတိထားမိလားဗျတကယ်ကိုလက်ကင်ဖုန်းနဲ့ပြောနေသလိုပါတကယ်တော့ဆဲလ်ဖုန်းတွေကနောက်ထပ်အနည်း60လောက်မှပေါ်လာတာပါဒီကြပါအဲ့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ညှင်းပွားမှုတွေအများကြီးဖြစ်ခဲ့ပြီးတော့နောက်ဆုံးမှာတော့တရားဝင်ရှင်းပြချက်တခုထုတ်ပေါ်ခဲ့ပါတယ် နေ့တော်ကြာပြီးရဲ့နောက်မှာမျိုးသမီးတူဦးကအဲ့ဒီဗီဒီယိုထဲကမင်းကလေးဟာသူမရဲ့အဖွားရင်လို့ပြောခဲ့ပါတယ်။သူမရဲ့ပြောပုံရသူမလှုပ်လှုပ်တဲ့စက်ရုံမှာစန်တက်ဆက်သွေးဌာနခွဲရှိပြီးတော့လူသမားတွေကကျိုးမဲ့ရေဒီယိုတွေကိုစမ်းသပ်နေပါတယ်။အဲ့ဒါကဒီမျိုးသမီးကင်ထားရလို့ယူဆရတဲ့အရာပါ။နလန်သွားရေဒီယိုစမ်းသပ်ပုံစံပါတော်တော်မှိုက်ပါတယ်ဒါမဲ့လည်းအဲ့ဒီနီးပညာက1938ခုနှစ်မှာရှိနေခဲ့ရင်ဘာလို့နောက်ထပ်နေ90လောက်မှာလူဒီရဲ့လက်ထဲကိုမိုဘိုင်းဖုန်းတွေရောက်လာဖို့အချိန်ယူခဲ့တာဖြစ်မလဲကျွန်တော်တော့မသိပါဘူးပရိသတ်တို့တီတို့တီးညာမေးကြည့်တာပါ Charlie Chaplin Time Traveler ဒါပေမဲ့ဒီတစ်ခုကတော့ Charlie Chaplin ရဲ့1928ခုနှစ်ရုပ်ရှင် The Circus အတွက်အပိုးစုအင်္ဂါရက်ဖြစ်နေထည့်သွင်းထားတဲ့နောက်ကွယ်ကဗီဒီယိုကနေရတာပါရုပ်ရှင်ပွဲဥထပွဲကိုရောက်လာတဲ့လူတွေကိုပြသထားပါတယ် Douglas Angelis ကရုပ်ရှင်အပြင်ဘက်လမ်းပေါ်ကမြင်ကွင်းမှာဒါပေမဲ့လည်းတည်တည်ကြာကြာကြည့်မယ်ဆိုရင်နောက်ကမှအမျိုးသမီးတူလမ်းလျှောက်နေရတွေ့ရပါတယ်1928ခုနှစ်အတွက်အတော်ထူးဆန်းတဲ့အရာပါသူမနဲ့ရွယ်နာကိုတစ်ခုကိုင်ထားပြီးတော့ cellular telephone နဲ့ပြောနေတယ်လို့ဖြစ်ပါတယ် ရုပ်ရှင်ဖန်တီးသူ George Clark က2010ခုနှစ်တုန်းကအဲ့ဒီအပိုင်းကိုအွန်လိုင်းမှာတင်ခဲ့ပါတယ်သူကဒါကို Chaplin ရဲ့အချင်းကြီးသွားလို့ခေါ်ခဲ့ပါတယ်။အများစုကတော့သူမကအစောပိုင်းအကြအာယုံကိရိယာကိုတုံးနေတယ်လို့ရှင်းပြပါတယ်။တိရသလောက်တော့နဲ့၁၀ပြည့်နှစ်တွေနောက်ပိုင်းမှာအဲ့ဒါတကယ်ရှိပြီးတော့တချို့ကနေရွယ်နားကိုအဲ့ဒီလိုကင်ထားရတာပါတဲ့။တက်ခွဲကန်ဝစ်ဆောင်နဲ့မြို့သားဒီလူကရုရှားကဒီလမ်းပေါ်ကိုဘယ်လိုများရောက်လာတာလဲ။ဒါကိုကြည့်လိုက်ပါထူးဆန်းတဲ့ဗီဒီယိုတွေထွက်လာတိုင်းအမြင်လို့လို့ရုရှားမှာကြည့်ပါပဲ။ဒါမဲ့ဒါကအတော်ထူးဆန်းတဲ့ဗီဒီယိုပါ။ ဒီလိုပဲကနေပေါ်လာပြီးတော့ truck ကနေဘာလို့မတိုက်မိတာလဲနားမလည်နေပါဘူး तू ကလမ်းပေါ်မှာရှောင်နေပြီးသားဖြစ်လို့ truck ကသူ့ကိုကွယ်နေတာမျိုးဖြစ်နေပါတယ်ပြီးတော့သူ့ကိုမတိုက်မိအောင်ထူးဆန်းစွာနဲ့ကူညီသွားတာမျိုးပါဒါမှလည်း तू ကဗီဒီယိုခိန်းတဲ့ကလို့ဘယ်ကမှမသိပဲပေါ်လာတယ်လို့မျိုးတကယ်မြင်ရပါတယ်ဘလို့ရှင်းပြချက်ပဲဖြစ်ဖြစ်ပါ तू ကတေးချင်းနဲ့တလက်မသာဝေးခဲ့တာတေးကြပါတယ်ခေါဖုံးကင်ထားတဲ့မျိုးသားဒီတစ်ခုကတော့ဓာတ်ပုံကနေတွေးရှိခဲ့တာပါဒီနေရာကအိုက်စလန်မှာပါ1943ခုနှစ်ဖြစ်ပြီးဒီမှာထူးထူးခြားခြားပါမရှိပါဘူး 1940ပြည့်နှစ်တွေရဲ့ပုံမှန်ဝယ်စားစင်ရင်မှုနဲ့လမ်းပေါ်မှာရက်နေတဲ့လူအုပ်ကြီးပါ။ဒါပေမဲ့လက်ကင်ဖုံးပြောနေတဲ့လူတစ်ယောက်ကိုရှာတွေ့နေမလား။အဆောင်ကိုမိပြီးတော့ရက်နေတဲ့လူကိုကြည့်လိုက်ပါ။တကယ်လို့စိတ်ဝင်စားစရာပါ။ तू ကတခြားလူတွေထက်ပေါ့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 ကွစ်စင်ထားပါလေ။ခင်မီစမ်းပါလေ။ဆိုလိုတာက तू ကကပတ်အင်းကြီးဝေထားပေမဲ့ခင်မီတယ်။ဒါပေမဲ့ तू ကဖုန်းပြောနေတယ်လို့မျိုးနေရွယ်နောက်တစ်ခုကင်ထားပါလေ။ဒေဂျာတစ်ခုက flip phone က1943ခုနှစ်မှာမရှိသေးပါဘူး။ဒါဆိုရင်ဒီလူငယ်လေးကဘာလုပ်နေရလဲ။ပိုက်တစ်ခုကိုနားထောင်ပြီးတော့စစ်စေးတော့ ဒါမှမဟုတ်ချိန်ညှိနေရလားတကူကူနဲ့မျက်နှာကုတ်နေတာလားလောမှာမဟုတ်ပါဘူးဒီလူဟာတေချာပေါက်ကိုဆယ်ဖုန်းပြောနေရပါလမ်းမေးပွဲတော်ဒါမှမဟုတ်တကူကူတွင်မှာဖုန်းပြောဖို့အပြင်ထွက်လာတဲ့လူတယောက်လူမျိုးပါကန်းကြီးကရုပ်တံတခု UK ရိုက်ထားတဲ့ရုပ်ရှင်တို့တကရှိပါတယ်1940ပြည့်နှစ်ဒီအစောပိုင်းမှာရိုက်ကူးခဲ့တာပါကန်းကြီးမှာနားယူနေတဲ့လူအများကြီးပြသထားပါတယ်တဲရဲတိုက်တွေစောင့်နေတဲ့ကလေးတွေရှိသလိုသတင်းစာဖတ်နေတဲ့လူလည်းရှိပါတယ်ဒါပေမဲ့မြင်ကွင်းရဲ့လေတဲတဲမှာဒီလူတယောက်ကတကူကူကိုကင်ထားပြီးရှောက်လာပါတယ် တေချာကြည့်မယ်ဆိုရင်ဒီလိုကဆယ်ဖုန်းဒါမှမဟုတ်တခြားခင်မီနီးပညာတစ်ခုကိုကိုင်းဆောင်ထားပုံရပါတယ်။ဒါမှဖုန်းပြောနေမယ်ဆိုစာရိတ်နေတယ်လို့ပုံစံပေါက်နေပါတယ်။ဒီရုပ်သံပြန်နှံပြီးရဲ့နောက်အွန်လိုင်းသုံးပြုသူတွေကဒီလိုကထူးဆန်းစွာခင်မီပြီးတော့နေရလွှဲနေတာပဲလို့မှတ်ချက်ပေးခဲ့ပါတယ်။ဒါကတော့ဝစ်စုံကြောင့်ဖြစ်မှာပါ။ကျွန်တော်လည်းကဲကြီးမောင်ဝစ်စုံနဲ့ necktie ဝဲထားတဲ့လူကိုတခါမှမမြင်ဘူးပေါ့။ The Switch Watch နောက်ရှိခုနေမှာတရုတ်ပြည်ကရှီယောင်သူတေသနာပညာရှင်ဖွဲ့တဲ့ဘွဲကနှစ်ပေါင်း400လောက်မထီတွေ့ပဲနဲ့လုံးဝပိတ်ထားတယ်လို့ယူဆရတဲ့ဂူသိန်းညာတစ်ခုဖွင့်ခဲ့ပါတယ်။ တို့ကိုသိန်းကြောင့်တည်တည်ကြာကြာစစ်စင်းနေတော့ကျန်းပြေပေါ်မှာတခုတွေ့ခဲ့ရပါတယ်။နိုင်တလုံးနဲ့တူတဲ့တတုပစ္စည်းငယ်လေးတခုပေါ့။ရှီအောင်တစိတ်ဓမ္မမဟုတ်အလားစင်လက်ကောက်ဓမ္မမဟုတ်တခုပေါ့။တကယ်တော့ဒါခိမိပုံပေါ်တဲ့နိုင်တလုံးပေါ့။အချင်းက10နိုင်3.6မိနစ်မှာရက်နေပြီးတော့နောက်ကျောဘက်မှာတော့6ဆိုတဲ့စလုံးထွင်းထားပါတယ်။အခုလိုမျိုးတွေးရှိမှုကလုံးဝတိတ်ပဲမရှိပါဘူး။လက်ပတ်နိုင်တွေကိုကုသင်းချိုင်းကိုပိတ်ပြီးတဲ့နောက်ပိုင်းမှာအခြေတော်ကြောင့်မှတီထွင်ခဲ့တာပါ။ ပြီးတော့ဆွစ်ဇာလန်ကဒီနေ့ခေတ်နိုင်ရီကြမှာတကယ်ကိုနေမဲ့ကြီးပြီမယ်ဆွစ်ဇာလန်တစိပ်ပါတွေနိုင်တလုံးကရာစုနှစ်ပေါင်းများစွာတက်တန်းရှိတဲ့တရုတ်ကူတင်ညာတဲ့ကိုဘလို့များရောက်လာတာလဲပြောရမယ်ဆိုရင်ထူးဆန်းပါတယ်ဒါကအတိတ်ကိုခိုးဝင်ပြီးတော့သူတို့ရဲ့နိုင်ကိုခြံထားခဲ့တာသူတို့ရဲ့အချင်းကိုပြောင်းသွားတဲ့လူတယောက်ရဲ့ဖြစ်ရလို့ပဲတချို့ကယုံကြည်ကြပါတယ်1898 Greater Dunbar ဒါက Greater Dunbar ဖြစ်ပြီးဒါကတော့ Greater Dunbar မဟုတ်ပါဘူးတိရသလောက်တော့ဒီတက်ပုံကို Clontite Gold Rush ကလာ1898ခုနှစ်မှာရိုက်ကူးခဲ့တာပါ သူညီမအိမ်မခန်းမှာပဲသူမစပင်းကြစ်ထားတော်မှာတူနေပြီးတော့တင်းမာတဲ့မျက်နှာမူရလဲတူပါတယ်ပြောရမယ်ဆိုရင်ဒီတဲ့ပုံကအွန်လိုင်းမှာပြန့်နှံ့ခဲ့ပါတယ်တချို့ကတော့ဟာသားဖြစ်နေခံယူပြီးတော့သူမကိုတတိပေးဖို့ပြန်ပို့ထားတဲ့အချင်းခီးသွားလို့ခေါ်ခဲ့ပါတယ်ဒါဂရီတာကလျှို့ဝက်အစိုးရရဲ့အချင်းခီးသွားအစီအစဉ်ရဲ့အစိတ်ပိုင်းတစ်ပိုင်းလို့အပြည့်ဝယုံကြည်တဲ့သူတွေအပြည့်မာတကယ်ရှိပါတယ်ခင်ဗျားတို့ရောဘယ်လိုထင်လဲ Time Traveling Histor ဒီတဲ့ပုံကို British Columbia ပြည်နယ် South Fork တံတားကိုပြန်လည်ဖွင့်လှစ်ခဲ့တဲ့1940ခုနှစ်မှာရိုက်ကူးခဲ့တာပါ ဒါပုံမှန်အဖြူမဲတမိုင်းဝင်ပုံရိပ်ပါပဲလူတိုင်းဟာရှီအောင်ကုတ်အင်းကြီးတွေအုတ်ထုတ်တွေဝစ်စုံတွေနဲ့ရင့်နေကြပြီးတော့လူတယောက်ကလွဲလို့ပေါ့ဒီလူက2000ပြည့်နှစ်တွေကကောလိပ်ကျောင်းဝင်းကနေတန်းထွက်လာတဲ့ပုံစံပေါက်နေပါတယ်သူကခင်မီဆိုတဲ့အင်းကြီးကိုအောက်မှာ graphic t-shirt နဲ့နေကမျက်မှောက်ဝတ်ထားပါတယ်သူကအဲ့ဒီခေတ်တည်းတော်တော်သိငယ်တဲ့ကင်မရာလေးတစ်ခုကင်ထားပါတယ်။သူကတော်တော်လေးထူးခြားနေလို့တစုံတစ်ယောက်က Photoshop နဲ့ထည့်ထားသလိုတော်ဖြစ်နေပါတယ်။ဒါကနိုင်ငံခြားက YouTube ဗီဒီယိုတွေကတော့သူ့ကိုအချိန်ခရီးသွား Hipster လို့ခေါ်ဆိုနေခဲ့ပါတယ်။သို့တော်ကြောင့် တန်ပံကတွေကနေကမျက်မှန်တွေက20ပြည့်နှစ်တွေနဲ့30ပြည့်နှစ်တွေမှာရှိခဲ့တယ်လို့ထောက်ပြခဲ့ပါတယ်။ပုံနဲ့ဒီရှက်ကတော့ stage logo ပါတယ်ဆွဲတဲ့အင်ကြီးတက်တက်ဖြစ်နေပါတယ်။အစားသာဖြစ်မို့အာပြီးတော့ကင်မရာကခိမှုပုံပေါ်ပြီးမြန်ခံဘက်ကင်မရာတွေကအဲ့ဒီတုန်းကတကယ်ရှိခဲ့တယ်လို့သိရပါတယ်။ကြည့်ရှုပြီလို့ကျေးဇူးတင်ပါတယ်။